ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ရီကလေချောင်းရံဖြူအားမှလွှတ်တင်လိုက်သည့်တိုက်ခိုက်ရေးဒွန်းကြီးစားတဲ့စင်ကုန်းအေအေမဖျက်ချခဲ့ဆိုတဲ့တင်ကုန်တင်ဆက်ပေးမှာဖြစ်ပါသည်။အမရလန်ရိုးတောင်မှတည်ရှိသည့်ဖြူအားစကန်ကုန်းတစ်ခုဖြစ်သည့်နိုင်ရီကန်တောင်လေချောင်းရံကကွေးရေးစကန်မှလွှတ်တင်လိုက်သည့်တိုက်ခိုက်ရေးဒွန်းကြီးစားတဲ့စင်ကုန်းအာရခတက်တော့အေအေမဖျက်ဆီးလိုက်တယ်လို့သတင်းရရှိပါသည်။ ဂျမန်နေညာကတိုက်ခိုက်ရေဒုံတစင်းသည်ခရယံပုံဤအစုံဖြင့်ကောက်တီကျင်းရွာအနီးအေးထိချုံရနေရာတစ်ခုကိုတိုက်ခိုက်ရန်လာစဉ်ဤပညာအုံမြူပြီးဖြတ်ချလန့်ခြင်းဖြစ်တယ်လို့ဒေသခံသတင်းရှင်မြက်ကပြောဆိုပါတယ်ဒီတိုက်ခိုက်ရေဒုံကအရင်ဒုံတွေထက်ကြီးတယ်အေးအေးဘက်ကတော့ဂျမန်ဤပညာအုံပြီးဖြတ်ချနိုင်လိုက်တယ်လို့ဆိုပါတယ်အနက္ခတ္တတော်တောက်ဖွဲ့ဝင်နေစီနေတဲ့နေရာကိုစစ်ကောင်မရှိအင်းမကွေးတန်းဝင်မောင်းစီ နိုင်ငံကန်တောင်လီကျောင်းရံကာကွယ်ရေးပြူဟာမှာကင်းထဒရုန်းကနေရာစပြီးတိုက်ခိုက်ရန်တက်လာစဉ်ယမနီညာကအေအေဘက်မှနှီးပညာဖြင့်ဖျက်ချနိုင်မှုကြောင့်ကြက်ချန်းကပောက်ခွဲသွားတယ်လို့သိရပါတယ်။စကောမရှင်နီနိုင်ရကလေးချောင်းရံပြူဟာကိုအေအေးဖြတ်သားမှုဝိုင်းဝန်းပိတ်ဆို့မှုများကိုခက်ခဲစွာခံနေရပြီးကောင်းလမ်းမထုတ်ဆစ်စနေသည့်စစ်သားများလည်းအဆက်အတွဲပြတ်နောက်ကပစီချင်းရွာနှင့်ကုတ်ချင်းရွာကိုမကျော်နိုင်မဲတက်ဆုံနေရတယ်လို့ဒေသခံများကပြောပါတယ်ထိုးစစ်တွေကပစီနဲ့ကုတ်ချင်းကိုမကျော်နိုင်မှု ူတို့ဘက်ကတော့လာရင် AA ဘက်ကဖြတ်တိုက်တယ်တက်ပြန်ဆုံနေရတယ်လို့ပြောပါတယ်ထိုးစစ်အာမြင်မှုမရှိသေးတဲ့အတွက်စက်ကွန်မရှင်သည်နရဲကန်သားပတ်ဝန်းကျင်ကျင်းရတွေကိုဒုံလက်နက်ကြီးလေရင်တို့ဖြင့်နစ်စင်ပစ်ခတ်နေတယ်လို့သိရှိရပါတယ်အခုလိုပြောမှုကိုတိုင်းကိုကဲအုပ်ချုပ်နေသည့်နရဲကန်သားပြူဟာကိုနစ်စင်စက်ကွန်မရှင်က Y8 Y12 လေရင်အမျိုးအစားဖြင့်စားနေရိတ်ခခရန်စားသည်တို့ကိုနစ်စင်ပို့ပေးနေရတယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးတောင်တာမြို့နယ်ခြေရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာသည့်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ဆုံထိခိုက်မှုများပြားစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်မန္တလေးတိုင်းတောင်တာမြို့နယ်ကျေးရွာများသို့စစ်ကြောင်းထွေရန်ထွက်လာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၉ဦးတိစုံခဲ့ကြောင်းမြင်းကြံခရအမတ်တုံတန်ရင်ဒုတန်ရင်မူကိုမင်းနာကြီးကပြောဆိုပါသည်။နိုဝင်ဘာလ၂၉ရက်နေ့တောင်တာမြို့ပေါ်မှလက်သေးချင်းမြင်းတိရွာဘက်သို့အကြမ်းမတ်စစ်တပ်ကစစ်ကြောင်းထွေလာကြောင်းတရင်ရရှိလာကြောင်း မြင်းကြံခရိုင်အမှတ်တုံးတန်ရင်မှဒုတန်ရင်မူမင်းသားကြီးဦးဆောင်သည့်စစ်ကြောင်းနှင့်မဟာမိတ်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းမဲ့စစ်တပ်ပမာစစ်သား၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရပါသည်၎င်းနောက်အကြမ်းစစ်တပ်ကတာလွန်အင်အားဖြင့်မြင်းတီရွာရှိပြည်သူနေရချုံကိုမိဆွဖြတ်စေခဲ့ကြောင်းဒီဇင်ဘာလ၂ရက်နေ့မှာလည်း တောင်သာမြို့မှစစ်တပ်ကမကြီးပင်နယ်ရွာဘက်သို့အင်အားအများပြားဖြင့်စစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့်မြင်းကြံခရရန်အမှတ်သုံးတန်းရင်တက်ခွဲတင်တက်ခွဲမှုငတ်သွန်းဦးဆောင်တင်းစစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ အဆိုပါတိုက်ပွဲများစစ်တပ်ကအထိနာပြီးပဲကင်းကျော်ရွာဘက်သို့စစ်ကြောင်းထုတ်ဝင်ရောက်ကပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြသောထို့နောက်မိရှုနေစဉ်အတွင်မြေကြံခရိုင်အမှတ်တုံးတရင်မှဒုတန်ရင်မူမင်းနာကြီးဦးဆောင်သည့်စစ်ကြောင်းနေမဟာမိတ်တပ်များကလက်နက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်တပ်ကတောင်သားမျိုးပေါ်သို့ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်စစ်တပ်၏မိရှုဖျက်ဆီးမှုကြောင့်ပဲကင်းရွာကျွန်းစီနေအိမ်ခုနှစ်ဆယ်လုံးမိလောင်ပြချခဲ့ကြောင်းသိရပါသည် တော်လရင်တံများ၏တက္ကမှုအတွင်အကြမ်းမဲ့စစ်တပ်ဘက်မှစစ်သား9ဦးသေဆုံးကောင်တော်လရင်ရဲဘော်များထိခိုက်မစီးပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ခွေးတင်စင်ကတော့ထက်တင်ဆုံးတာမကြားရသေးပါဘူးပြည်သူတွေကိုဖန်ဆစ်ခံရတာမျိုးမရှိပါဘူးလို့မြေချန်ခရယာမှတ်တုံးတန်ရင်ဤသူတန်ရင်မှုကွန်မန်ဒါကြီးကပြောဆိုပါသည်မန္တလေးတိုင်းတောင်တာမြို့နယ်မှာဓာမီကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရန်စစ်တပ်ကနေမြေရှင်လင်းအမိတပ်ရွေးစစ်ကြောင်းထုံမှုများဆက်တိုင်းလုံဆောင်နေကြောင်းတော်လရင်တပ်သတင်းရှင်းပြမြားဤပြောဆိုချက်အရသိရပါရရှင်။ ဆက်လက်ပြီးမောရမျိုးတို့စစ်တပ်ကထိုးစစ်ဆင်ရန်ပြည်သူ့လမ်းမကြီးကိုအုံပြုစစ်အင်အားနှင့်လက်နက်ခဲရန်အများပြားဖြည့်တင်းနေ၍တိုက်ပွဲများပြင်းထန်လာနိုင်စွာတင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။တင်းင်းတိုင်းတိုင်းမောရမျိုးကိုအချက်မဲ့စစ်တပ်ကထိုးစစ်ဆင်ရန်ပြည်သူ့လမ်းမကြီးကိုအုံပြုပြီးစင်ရအားနယ်နဲ့ခရင်အများပြားဖြစ်တင်နေ၍တိုက်ပွဲများပြင်းထန်နိုင်နိုင်ကြောင်းမြေခရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ဒီဇင်ဘာလဆင်းရဲနေမှာစတင်ပြီးအကြမ်းတ်စစ်တပ်ကမောဒါမျိုးကိုပြန်လည်တင်ပိုင်နိုင်ရန်မြိတ်ကော်တောင်ပြည်တော်စုလမ်းမိုင်းကိုအသုံးပြုပြီးစိတ်ရနဲ့လက်နဲ့ခင်ရဲ့အများအများဖြစ်တင်ကစစ်ကြောင်းမြတ်တက်ဖြတ်ထားခြင်းဖြစ်ကြောင်းသိရပါသည်ထို့နောက်အကြမ်းတ်စစ်တပ်ကအင်အားများပြားဖြစ်တင်ထားသည့်အတွင်တော်လရင်တပ်ဖွဲ့ဝင်များနှင့်စစ်ရဲတပ်မှနေကတိုက်ပွဲများပြန်လည်ပြင်းထန်လာနိုင်ကြောင်းလက်ရှိအချိန်ထိနှစ်ပတ်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေမယ့်စစ်တပ်စစ်ကြောများ၈၃လပါကတိုက်ပွဲများဖြစ်ပွားနိုင်နိုင်ကြောင်းသိရှိရပါသည် ထို့သို့စင်ရည်တင်မာနေခြင်းကြောင့်ပြည်သူများအနေဖြင့်ဒီဇင်ဘာလ10ရက်နေ့မှစတင်ပြီးမြိတ်ကော်သားပြည်သားစုလမ်းမိုင်းကိုညနေ6နာရီမှနနက်6နာရီအတွင်လုံးဝဖြတ်တန်းသွားလာခြင်းမပြုလုပ်ရန်မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။စစ်ခွေးတွေကမော်တော်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက်မြိတ်ကော်သားပြည်သားစုလမ်းမိုင်းကနေစိတ်ရင်ရနဲ့လက်နက်ခံရံတွေအများအများပို့ဆောင်နေတဲ့ ပြီးတော့စစ်ကွေးစစ်ကြောင်းတွေကလည်းပြည်တော်စုလမ်းမိုက်မှာတပ်ဖြတ်ထားတဲ့အဲ့လိုအခြေအနေတွေကြောင့်တိုက်ပွဲကတော့တေချာပေါင်းဖြစ်နိုင်တဲ့အခြေအနေပေါ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမြိတ်ကော်သားပြည်တော်စုလမ်းမိုက်ကိုမတုံ့မိုးပိတ်လိုက်ရတာတိုက်ပွဲဖြစ်ပြီဆိုရင်နေရောညာရောအခြေအနေတွေဖြစ်နိုင်တာဆိုတော့လုံးဝအတုံးမပြူရင်ကောင်းနေနောက်ပြီးလမ်းမိုက်မှာစစ်ကွေးကားတွေတွေ့ရင်လည်းကပ်ပြီးတော့မလိုက်ဖို့ပြောချင်ပါတယ်လို့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် နိုဝင်ဘာလ14ရက်နေ့နံနက်အစောပိုင်းမှာမော်ဒါမျိုးကိုတော်လငင်းတံများကသိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းမော်ဒါမျိုးတင်တိုက်ပွဲသည်၃ရက်ခန့်ကြာမြင့်ခဲ့ပြီး KNU KLNL ဦးဆောင်မှုနှင့်အတူမော်ဒါမျိုးတင်တိုက်ပွဲကို KLNL တပ်မဟာလေးမှတရင်နှစ်၃၃တရင်၁၁ KNDO တရင်ခွန်တရင်၁၂ BPNL FFDA တို့ကပူးပေါင်းသိမ်းပိုင်ခဲ့ကြောင်းစစ်တုံးမှန်၄၀ကျော်ဖက်စီသိမ်းဆည်းရရှိခဲ့ပြီး၁၂၀မမအမြောက်နှစ်လဲ၁၂၀မမလက်နက်ကြီးကြီး၁၈၈တောင်း ပွိုင်ဖိုင်စတနက်တလန်း60မမ3လန်း RPG နှစ်လန်းငကြင်းမီတလန်းလက်နက်ငယ်36လန်းနဲ့အခြားလက်နက်ကင်ရံများစွာသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးလေးမျက်နှာမျိုးနယ်မှာဆက်ဆံပြည်သူများနေထိုင်သည့်လက်ခုံကြီးကျင်းရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပေါင်900ဖုန်ကြီး3လုံးကျေချတိုက်ခိုက်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အေယာဝတီတိုင်းလေမျက်နာမြို့နယ်မှာဆက်ဆံပြည်သူများနေထိုင်သည့်လဲခုံကြီးကျင်းရွာဖုန်ကြီးကျောင်းကအကြမ်းမတ်စစ်တပ်ကလေးရင်ဖြင့်ပေါင်900ပုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါသည်ဒီဇင်ဘာလ9ရက်နေ့မွန်လွဲပိုင်းမှာလေးမျက်နာမြို့နယ်ရှိစေဘေးဆောင်ပြည်သူများနေထိုင်သည့်လက်ခုံကြီးကျင်းရွာဖုန်ကြီးကျောင်းကိုအကြမ်းမတ်စစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံဒီ၃လုံးကျေချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းမတ်စစ်တပ်၏ပုံကျတိုက်ခိုက်မှုအတွင်ပြည်သူများအချိန်မီတင်းချောင်းနိုင်နာကြောင်းထိခိုက်သူမရှိကြောင်း ထို့နောက်ပုံချက်တိုက်ခိုက်ပြီးနောက်ရေကြည်မြို့နယ်ရှိအကြမ်းတ်စစ်တပ်၏တုံးလေးလေးအမြောက်တပ်ကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်စစ်ခွေးပုံကျသွားတဲ့ဖုန်ကြီးကြောင့်ကစီဝေးဆောင်ပြည်သူတွေပဲနေတာပြည်သူတွေကိုအချိန်မီရွှေ့ပြောင်းထားနိုင်လို့ထိခိုက်တဲ့သူမရှိဘူး။ကျောင်းကတော့ပြန်ကောက်ဆရာမရှိအောင်ကိုပြန်စီသွားတာလို့ဒေသပြည်သူတအူးကပြောဆိုပါတယ်။အကြမ်းမတ်စစ်တပ်ဤလေးကြောင်လက်နက်ကြီးများဖြင့်ပြစ်ခတ်တက်ခတ်ခြင်းကြောင့်လေးခုံကြီးကျေရွာဖုန်ကြီးကြောင်အတွင်ရှိကျောင်းဆောင်ကလုံးထိခိုက်ပျက်စီးခဲ့ကြောင်း အကြမ်းမတ်စတဲ့ကအီယာဝတီတန်အတွင်အရဲသားပြည်သူများစာတင်ကြောင်းဘာသာရေးအဆောက်အအုံများကိုအ धिक ပြင်မထားတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများတတိပြုနေထိုင်ကြရန်တော်လှန်ရေးတပ်ဖွဲ့များကတတိပြုပြောဆိုထားပါသည် အလားတူရခိုင်နီဇူလိုင်လ15ရက်နေ့မှာအော်တိုဘာလ30ရက်နေ့အထိအကြမ်းမတ်စစ်တပ်ကလေးမျက်နှာမြွနယ်နဲ့ရေကြီးမြွနယ်ရှိကျေးရွာများကိုလေကြောင်းတိုက်ခတ်ခြင်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူ33ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ55ဦးရှိကြောင်းအေယာဝတီ PDM အမှတ်29ပြုအားကထုတ်ပြန်ထားပါတယ်ရှင်။